ကံကုန်မဆောင်ပါနဲ့ကိုယ်တိုင်လျှော့လန်းယူပါကံကောင်းမှုကိုစောင့်မနေပဲကိုယ်တိုင်ကံကောင်းအောင်လုပ်ပါနံပါတ်၁ကံကောင်းခြင်းဟာကောင်းဝင်ကပေးတာမဟုတ်ဘူးနေ့တိုင်းဖန်တီးယူရတာပါအမှန်တကယ်ကံကောင်းသူဆိုတာကံမရောက်ခင်စတဲ့လှုပ်ဆောင်ရဲသူပါနံပါတ်၂ကိုကိုကိုတာမန်လူလို့မမြင်ပါနဲ့ကိုကိုကိုယုံကြည်မှုဟာကံကောင်းခြင်းရဲ့ပထမဆုံးလက်မှတ်ပါနံပါတ်၃ဘဝဆိုတာကဘာကြီးကိုယုံကြည်ခြင်းပါလွတ်ထားလေစိတ်သက်သာရရလေလေပါကဘာကြီးဟာထင်သလောက်မဆိုးပါဘူး နံပါတ်၄ကံကောင်းခြင်းမှာမျိုးစားလေးမျိုးရှိပါတယ်အခွင့်ရေးရခြင်းလူကောင်းနဲ့တွေ့ခြင်းဘေးကင်းခြင်းစိတ်ငြိမ်းချမ်းခြင်းထီပေါက်မှကံကောင်းတာမဟုတ်ပါဘူးစိတ်ငြိမ်းချမ်းမှုကလည်းကံကောင်းခြင်းတစ်မျိုးပါနံပါတ်၅ပြေဝမှန်ဖို့မလိုပါဘူးပုံမှန်လုပ်ပါကံဟာပင်မတဲ့နေ့တွေမှာတောင်းမဖက်တော့တဲ့သူတွေကိုကြိုက်တယ်နံပါတ်၆ကျူတင်ပြင်ဆင်ခြင်းဟာကံကောင်းမှုကိုစုဆောင်းခြင်းပါသူများအိမ်မက်မက်နေခြင်းကိုကအရင်လေ့ကျင့်ထားရင်ဒါဟာအရေးသွင်းရှိတဲ့ဆောင်ဆိုင်မှုပါနံပါတ်9 ကံကောင်းသူအများစုကကံဟာသူတို့ဘက်ကရှိတယ်လို့ယုံကြည်တယ်အတွေ့အကြုံဟာကောင်းတဲ့အရာတွေကိုဆွဲဆောင်တဲ့တန်လိုက်ပါနံပါတ်၈ကောင်းကောင်းပြော ကောင်းကောင်းတွေးကောင်းကောင်းလုပ်အမြန်ဆုံးကံကောင်းစေတဲ့တန်လျာစကားလုံးတွေဟာအခွင့်အလမ်းအပင်ကိုရည်လောင်းပေးတဲ့မိုးဆက်တွေပါနံပါတ်၉ကို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 လည်းတောင်းဆိုပါအမြဲပြင်းနေသူမဖြစ်ပါစေနဲ့ကျင်နာတတ်ပါဒါပေမဲ့ကိုလည်းကောင်းတာတွေခံစားထိုက်တယ်ဆိုတာမမေ့ပါနဲ့နံပါတ်၁၀ ကြာရှုံးမှမကြောက်ပါနဲ့ကံကောင်းခြင်းဟာပျက်စီးမှုတွေမှာပုံနေတတ်တယ်တကယ်ကံကောင်းစေတဲ့အကြောင်းဆိုတာလဝလုံနေတဲ့အကြောင်းမဟုတ်ပါဘူးကိုယ်တိုင်မှာကိုယ်ဘဝကိုမကြာခဏပြုံးပြပါကံကောင်းခြင်းဟာလူညံ့တဲ့စိတ်ထဲကစတာကိုတီးရလိမ့်မယ်